ျွန်တော်ကပထမတစ်ချက်လှုပ်လိုက်တဲ့အချိန်မှာကျွန်တော်ပြေးဖို့ကျွန်တော်ကတိုက်တွန်းပြောဆိုပေးခဲ့ပေမဲ့အဲ့မွေးနေ့ရှင်ရဲ့အဖေကမပြေးနဲ့ကလေးတွေကြောက်လိမ့်မယ်ထိုင်နေပါလို့ပြောတော့အကုန်လုံးကအဲ့ဒီစကားကိုနားယောင်ပြီးပြန်ထိုင်မိပါတယ်အဲ့ပြန်ထိုင်မိတဲ့အချိန်မှာဒုတိယတစ်ချိန်ထပ်လှုပ်တော့ပြေးချိန်မရတော့လုံးဝပြေးချိန်မရတော့အဲ့ထဲမှာကျွန်တော်လည်းပါဝင်တယ်ကျွန်တော်လည်းအဲ့ထဲမှာရှိတယ် ကျွန်တော်တို့စုစုပေါင်း16ယောက်ရှိတာကို6ယောက်အသက်ရှင်ပြီးတော့17ယောက်ကတော့အသက်ဆုံးကျွန်တော်တိုင်းမှာအငားထားတာကသူ့သူ့နေတာပေါ့နော်ကျွန်တော်တို့ဖိတ်တာပေါ့ဖိတ်တော့မွေးနေ့ကိတ်လေးယူပြီးတော့သူ့သားရဲ့မွေးနေ့မှာဆပ်ပလိုက်လေးလှုပ်ရှင်နေဆိုလို့မွေးနေ့ကိတ်လေးယူပြီးတော့လာခဲ့ပါဆိုလို့ဘောင်ချာလေးပေးခဲ့တော့ကျွန်တော်တို့မွေးနေ့ကိတ်ကို17နာရီအမီယူပြီးတော့ဒီလိုလာရတာပေါ့လာတော့17ခွဲကိုကျက်စီတမင်မှားထားတာ17 17ခွဲကျက်စီတမင်မလာဘူးမရောက်လာမရောက်လာဘဲနဲ့ ကျွန်တော်တို့ကကျက်စီတမင်းဟိုစနစ်ခွဲထိထိုင်ဆောင်လိုက်ရစနစ်ခွဲ အချိန်ထိစနစ်ခွဲအချိန်ထိကျက်စီတမင်းထိုင်ဆောင်ရင်းနဲ့အချိန်ကနည်းနည်းလွန်လွန်လာတဲ့အချိန်နဲ့ကျက်စီတမင်းရောက်လာတဲ့အချိန်ကြတော့စားဖို့ပြင်ဆင်နေတဲ့အချိန်စားတောင်နေကြတဲ့အချိန်မှာမထင်မှတ်ဖဲနဲ့ငလင်ငလင်ရဲ့ရုတ်တရက်ထလှုပ်ပါရုတ်တရက်ထလှုပ်တော့ကျွန်တော်က ထမတစ်ချက်လှုပ်လိုက်တဲ့အချိန်မှာကျွန်တော်ပြေးဖို့ကျွန်တော်ကတိုက်တွန်းပြောဆိုပေးခဲ့ပေမဲ့အဲ့မွေးနေ့ရှင်ရဲ့အဖေကမပြေးနဲ့ကလေးတွေကြောက်လိုက်မယ်ထိုင်နေပါလို့ပြောတော့အကုန်လုံးကအဲ့ဒီစကားကိုနားယောင်ပြီးပြန်ထိုင်မိပါအဲ့ပြန်ထိုင်မိတဲ့အချိန်မှာဒုတိယတစ်ချိန်ထပ်လှုပ်တော့ပြေးချိန်မရတော့လုံးဝပြေးချိန်မရတော့အဲ့ထဲမှာကျွန်တော်လည်းပါဝင်တယ်ကျွန်တော်လည်းအဲ့ထဲမှာရှိတယ် ကျွန်တော်ထွက်ဖို့ကျွန်တော်တိုက်တွန်းနှိုးဆော်နေပေမဲ့ကျွန်တော်နှုတ်ကသာနှိုးဆော်နေရတာတကယ်တကယ်လက်တွေမှာကျွန်တော်ကိုယ်တိုင်ကဟိုကတိုက်တဲ့အပြင်မထွက်မိပါဘူးအဲ့လိုမထွက်မိတဲ့အဖြစ်ပြက်ကြီးကနောက်တစ်ချိန်မှာကျတော့မရတော့နောက်တစ်ချိန်မှာတိုက်ကလုံးဝပြိုပြီးတော့ဟုံးဆိုပြီးတော့ပြိုထွက်တဲ့အဆင့်ဆိုကျွန်တော်ထွက်ပြေးတာကျွန်တော်တော့တတိလေးလွတ်လွတ်တာပါအဲ့မှာအဲ့ထဲမှာကျွန်တော်သမီးအငယ်ဆုံးနဲ့သမီး တမိအငယ်ဆုံးနဲ့မိန်းမနဲ့ကတော့အသက်ဆုံးရှုံးသွားတယ်ကျွန်တော်လွတ်သွားလို့တမိအလတ်မနဲ့အကြီးမကိုကျွန်တော်ကပြန်ပြီးတော့ဒီဟွာတွေနဲ့ပြန်ပြီးကဲစဲထုတ်ပေးထုတ်ပေးနိုင်တာပါကျွန်တော်တို့မိသားစုဝင်က9ယောက်ဖြစ်တယ်9ယောက်ကိုမှကျွန်တော်ကတစ်ယောက်ကလွတ်သွားတယ်မိသားစု4ယောက်လုံးကတိုက်ထဲမှာပိတ်မိနေတာပါမိသားစု၄ယောက်လုံးပိတ်မိနေတော့ကျွန်တော်တမီး၃ယောက်ရယ်ကျွန်တော်မိန်းမရယ်ဆိုရင်မျိုးသမီးရယ်ဆိုရင်မိသားစု၄ယောက်လုံးပိတ်မိနေတာ အိန်ရှင်အိန်ဝါဦးလေးရလဲမွေးနေ့ရှင်ရလဲသူတို့လည်းမိသားစု၄ယောက်ပဲမိသားစု၄ယောက်ကသူတို့မိယောက်စုမိသားစု၄ယောက်ဆိုတော့သူတို့လည်းပိတ်မိပြီးတော့သူတို့သူတို့ကကြာ၄ယောက်ဆိုတော့အဖက်မတင်ပါဘူးသမီးနှစ်ယောက်ကအသားကုံအောင်ပြီနေတာဆိုတော့အသားကုံကိုအသားဖြတ်တဲ့လွှမ်းနဲ့တိုက်ပါလေအသားဖြတ်တဲ့လွှမ်းနဲ့တိုက်တိုက်ပြီးတော့မှအဲ့အသားဖြတ်တဲ့လွှမ်းကိုအသားကိုအသားချောင်းလေးနှစ်ချောင်းလောက်ပဲချိုးပြီးတော့ဣကြမှာဆိုလို့ အဲ့ဒီအသားချောင်းနှစ်ချောင်းချိုးထားတဲ့အပေါက်ကြားထဲကနေပြီးတော့စတိကုံကြားထဲကနေအဲ့ပေါက်ကြားထဲကနေဆွတ်ထုတ်ခဲ့ရတာကသမီးလေးနှစ်ယောက်သမီးနှစ်ယောက်ပြင်နောက်ထပ်ယောက်ျားသားတစ်ယောက်လည်းအသက်ရှင်ပါအဲ့ဒီမှာယောက်ျားသားတစ်ယောက်ကခေါင်းကွဲတယ်လက်ကျိုးတယ်အဲ့ဒီယောက်ျားသားကခုအပေါက်ကမှသေတဲ့ဝနောက်အောင်ဆိုတဲ့ကောင်လေးရဲ့အဖေပါသေတဲ့မှာတော့ဘယ်ကောင်းမလဲတော်တော်ခံစားရတာဘယ်တော့ ျွန်တော်လည်းတက်နိုင်သလောက်ကျွန်တော်လည်းအားတင်းပြီးနေရတာပဲကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်သမီးငယ်လေးဆုံးရှုံးတာဆိုတော့ကျွန်တော်လည်းခံစားရတာပဲအပြင်မဲ့ကျွန်တော်ဒီသမီးနှစ်ယောက်အတွက်ကျွန်တော်ရှင်သန်မဖြစ်မယ်ဆိုရဲစိတ်နဲ့ပဲကျွန်တော်နေနေရတာကျွန်တော်ကမျိုးသမီးနဲ့ဟွာအတွက်ကိုငယ်ဆုံးလေးအတွက်ကိုကျွန်တော်အိမ်မှာကျွန်တော်ဘောလီတဲလို့ရပါတယ်ကျွန်တော်ကျွန်တော်အိမ်မှာကျွန်တော်ဘောလီတဲပါတယ်ဒီကနေပြီးတော့ကျွန်တော်အိမ်ကိုဘောလီတဲတဲပြီးတော့ကျွန်တော်သူတို့အတွက်ကို ။တကြမီးတကြိုရပါတကြိုပြီးတော့ရက်လယ်နေမှာကျွန်တော်သမီးငယ်လေးရငယ်သုံးပါလေးရမတင်မဲ့ဘဲနဲ့တရားနာပြီးတဲ့အချိန်ကျမှဝင်ပူးပါတယ်။ဝင်ပူးပြီးတော့ပေ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 နဲ့ပဲနေကျင်တာပါပေပေနဲ့ပဲနေကျင်တာပါဆိုပြီးတော့သမီးလေးကပြောပါတယ်။သမီးလေးကအဲ့လိုမျိုးဝင်ပူးပြီးပြောတာ ਉਹ ဖတ်ပြီးတော့ကိုတော်မစိတ်တော်တော်ခံစားရပါ မီးငယ်လေးကအဲ့အဲ့လိုမျိုးပြောပြီးတော့ရက်လေတဲ့နေ့မှာ तू ကမေမေကတော့ဟိုတိုက်မှာဒီမှာတမီးတာရုခေါ်ရလားဆိုတမီးရဲ့တာရုခေါ်ရတယ်မေမေကတာရုမရဘူးဟိုမှာကြံနေခဲ့တာလို့ तू အပြောကြောင်ကျွန်တော်တို့ကအခုဒီလိုအလူတန်းနေစီစဉ်ရတာဖြစ်ပါဆယ်နှစ်မြောက်မှာကျွန်တော်မနက်ကလည်းဘုံကြီး၅ပါးပြင့်ပြီးတော့ဒီရှိမှာတာရုခေါ်နိုင်အောင်လို့ကျွန်တော် မနက်6နိုင်နဲ့9နိုင်ရမှာကျွန်တော်တခုစီစဉ်ပါတယ်ခုဒီရလဲလူ900သာဒါသမင်းတို့ဝေပြီးတော့သူ့ကိုမြင်တဲ့နေရာကြားတဲ့နေရာနေပြီးတော့ဓာတုခေါ်နိုင်အောင်သူတို့တွေအကုန်လုံးပေါ့နော်မြင်မြင်သည်ဖြစ်စေကြားသည်ဖြစ်စေမြင်လို့တွေ့လို့ကြားလို့ရှိရင်ဓာတုခေါ်နိုင်အောင်ကျွန်တော်အဲ့ဒါကိုတခြားလုပ်ပေးပါအဲသူတို့ကောင်းတဲ့ကုစုနဲ့ကောင်းတဲ့ဘုံဘွားကိုရအောင်ဓာတုခေါ်နိုင်အောင်လို့မျိုးသမီးလေးရ 35နှစ်ပါတမီးငယ်လေးက6နှစ်ပါသုံးလုံးခြောက်ရှားစရာကြီးပေါ့ငါညီကပြောမယ်ဆိုတာကဘာပြက်တာပဲကိုဘွားမှာတော့ဒါမိသားစုဆုံးရှုံးနေမိသားစုဆိုတာကိုတို့ဆိုတာပျော်ပျော်ရွှင်ရွှင်လေးဖြတ်တန်းလာခဲ့တဲ့မိသားစုဘသူဘသူမှဟိုအောင်ဖြစ်ခဲ့တာမဟုတ်ဘူးအဲမိသားစုလည်းဆုံးရှုံးရတယ်ကိုရဲ့ဘဝမှာအကြီးမားဆုံးဆုံးရှုံးမှုပါပဲပစ္စည်းဥစ္စာဆိုတာပြန်ချလို့ရပါမိသားစုဘဝပြန်ချလို့မရပါဘူးဒီမိသားစုဘဝ မိသားစုဝင်တွေကဒါနှစ်ယောက်ကြီးတောင်ပဲ့သွားတာဖြစ်သည့်အတွက်တော်တော်ကြီးကိုထိခိုက်နစ်နာပါ